မန္တလေးမဟာမြို့မနီဖျားကြီးပြုပြင်ဖို့အတွက်ရွှေသုံးဘိတ်သားနဲ့တိတ်နှောင်းခွဲကျော်လှူဒန်းလိုက်တဲ့ဆရာဝန်စရီမောင်နဲ့မန္လီမြို့မှာငလင်းချောင်းပြသထားတဲ့မဟာမြို့မနီရုပ်ရှင်တော်မြတ်ကြီးရဲ့ကျောင်းဆောင်လေးကိုလှူဒန်းဖို့အတွက်ရွှေသုံးဘိတ်သားနဲ့တို့ငွေကျပ်သိန်း၂6000ကိုဂုံပကာသနာမပါမင်းရိုးရှင်းစွာနဲ့လှူဒန်းလိုက်တာကဒေါက်တာနိုင်ထွန်းအောင်နဲ့ဇနီးတဲ့တော်ဝင်းရင်းတို့ဇနီးမောင်နဲ့ပါဒေါက်တာနိုင်ထွန်းအောင်တို့ဇနီးမောင်နဲ့ဟာချမ်းသာကြောရတဲ့ဇနီးမောင်နဲ့ဖြစ်ပေမဲ့ ကုန်ပကသနာမပါဘဲနဲ့တိမ်ပေါင်း2000ကျော်နဲ့အတူရွှေတုံးခဲသုံးဖိတ်တော်ကိုစေတနာတရားတရားထက်တန်စွာနဲ့လှူဒန်းခဲ့တာဖြစ်ပါရင်ဒီမတိုင်ကပဲဒေါက်တာနိုင်ထောင်နဲ့ဇနီးတဲ့ဒေါက်တာဝေရင်တို့ဇနီးပေါင်းနဲ့ဟာကိုကိုရောင်ဖောင်ဒေးရှင်းကိုတိတ်ထောင်ထားပြီးတော့အသက်ကြီးရွယ်တွေကိုပြုစုဆောင်ရှောင်နေရပါဆင်းရဲနှပါတဲ့လူတွေကိုကူညီရပြင်သဒ္ဒနာရေးလုပ်ငန်းတွေကိုလည်းကူညီနေတာဖြစ်ပါရင်ဒါကြောင့်လဲဒေါက်တာနိုင်ထောင်တို့ဇနီးပေါင်းနဲ့တိတ်ထောင်ထားတဲ့ကိုကိုရောင်ဖောင်ဒေးရှင်းကိုအားလုံးကတာဝန်ခေါ်နေကြတာပါခုချိန်မှာစေတနာရှင်ဆရာဝန်ဇနီးပေါင်းနဲ့ကရွှေသုံးဖိတ်တာနဲ့ ငွေသိမ်းပေါင်းတောင်းချီကိုအခုလိုလူနှက်လိုက်တာကြောင့်အားလုံးကလည်းချီးကျူးနေကြတာဒီလိုလူရှင်တွေအတွက်လက်ပြီးမှပုံမိတ်မှန်ပေါ်နေပြီလို့လည်းပြောနေကြပါတယ်